ုတို့ဘဝနေတာဘလို့ဖြစ်နေတာတော့ဘလို့ဖြစ်ခဲ့တာတော့ဘလို့ဖြစ်အောင်မှာတော့ခုလောလောတည်းဘလို့ဖြစ်နေတာတော့သိရတယ်ဘလို့ဒီဖြစ်ခဲ့တာတော့ဆိုတာလည်းသိရတယ်ဘလို့ဒီဖြစ်အောင်မှာတော့ဆိုတာလည်းသိရတယ်ပြောရမှာဆိုသူတို့ဘဝကိုနောက်ပြန်ပြီးဟောကြည့်လိုက်ဆယ်ကျူးနေချင်းနောက်ပြန်ပြန်ဆုတ်လိုက်ဆယ်နေသားလေးမတ်တက်ကြီးလေးလာလာလေးအမေရင်ဝင်ပိုက်နောက်ဆုံးအမေဝမ်းပိုက်ထဲကလလာကြီးကြီး အမေဖေရဲ့သွေးသားကိုအမိပြုတ်ပြီးတော့စဖြစ်ဟုတ်လားဒါဒီဘဝရဲ့အစလေးပေါ့နော်အဲ့ဒါလေးစမဖြစ်ခင်တုန်းကဘုဖုံးတော့ဘယ်နာမှာဘလို့ဖြစ်နေတာလဲအဲ့ဒီအစလေးကဘာကြောင့်ဖြစ်လာတာလို့စဉ်းစားကြည့်ပါဦးအလလာရည်ကြီးတီတီတဲ့အနေထားရဲ့အရင်ခဏကဘုဖုံးတော့ဘာဖြစ်နေတာလဲကဘာမှာဘဝဘာကြောင့်ဖြစ်လဲလို့ဒီနေ့ကုန်းကို ဘလိုပဲယုံကြည်ထားတယ်လဲဘလိုပဲဖြေရဖြေကြတဲ့လူတွေများတယ်လဲဘလိုပဲနားလည်ထားတဲ့လူတွေများတယ်လဲဘုရားမှန်ခြင်းလို့ဖြစ်တာလို့ယုံကြည်ထားတဲ့လူတွေပဲများတယ်ကျွတ်ကအဲ့ဒီကဲမပါဘူးဟုတ်လားကျွတ်ကဘဝဘလိုဖြစ်တုံးအရင်ဘဝတကူကပြည့်စည်ပြီးတော့ဒီဘဝဆက်ဖြစ်တာလို့ကျွတ်ကအဲ့လိုယုံကြည်ထားတာဟုတ်တယ်မဟုတ်လားဒီဘဝအစလေးမတိုင်ခင်ကအရင်ဘဝတကူရဲ့ပြည့်စည်ခြင်းရှိတယ်အဲ့ဒီပြည့်စည်ပြီးတော့ဒီဘဝစတာလို့ တကယ်တော့ဘုံလို့အဲ့ဒါကိုတိတကဉာဏ်နဲ့မသိဘူး။ဒါပေမဲ့မြတ်စွာဘုရားကဘဝအခုမှဘဝနဲ့ဖြစ်တာမဟုတ်ဘူး။ဟုတ်လား။အရှင်းရင်ဘဝတွေများစွာဖြစ်တယ်။ဝိပွားလာတယ်။ဘဝကိုမြေမြူးရင်ဆိုင်နေပြီးတော့ပျက်စီးသွားတယ်။နောက်တစ်ဘဝတစ်ခုထပ်ပြီးတော့ဆက်ဖြစ်တယ်။ဘဝကဆက်ကဆက်ကဖြစ်နေတယ်လို့မြတ်စွာဘုရားဟောတဲ့အမြဲစွာဖြစ်ရဲ့တပ်ပြီးဥဒ္ဒဏ်ကိုယုံကြည်သောအဖြစ်ဘုံတို့လက်ခံတာအဲ လူဝင်စားကိစ္စတွေရှိနေဘဝကိုပြန်ပြီးတော့အမှတ်ရနိုင်တဲ့လူတွေရှိနေဒါကြီးအရင်စိတ်ဝင်စားတယ်ကောက်တယ်။ဘုရားမစင်းလို့ဖြစ်တာမဟုတ်ဘူးအကြောင်းပဲဖြစ်တာမဟုတ်ဘူးခုမှဘဝနဲ့ထဖြစ်လာတာမဟုတ်ဘူးငါမှအတိတ်ဘဝဆိုတာဖြစ်ခဲ့တယ်ဆိုတာဘုမတို့နားလေဖို့လိုတယ်ပေါ့နော်။ဘုမတို့ပြန်ပြီးတော့မှတ်မိနိုင်လားသိနိုင်လားဆိုတော့မမမိနိုင်ဒါပေမဲ့ထူးထူးကဲကဲသိနိုင်မြင်နိုင်တဲ့လူတွေရောမရှိဘူးလားရှိတယ်အဲ့ဒါတွေကအများကြီးစိတ်ဝင်စားတဲ့အောက်လိုက်လို့ဘုံထင်တယ် ဟုတ်လားကိုမမှတ်မိတိုင်းဒါကိုဝါတာတာပေါ်တော်တော်လုပ်တာလို့မရကျွတ်လို့ရမှတ်မိနိုင်စွမ်းဟာအလွန်မှအားနည်းတယ်ဆိုတာလည်းထင်ရှားတယ်။တည်ရင်းနဲ့နှိမ့်ဆက်လို့ပရိသေတွေနေရတဲ့ဆင်းရဲကနှိမ့်ဆက်လို့နောက်ဘဝကိုမေ့သွားတယ်ဆိုတာဘာမှမထူးဆန်းဘူး။လွန်ခဲ့တဲ့ဆယ်နှစ်ကဒီအချိန်မှာငါဘာလို့ခဲ့တယ်လဲလို့အခုပြန်စဉ်းစားပေါ်သလား။အမေမွေးပြီကလည်းနှစ်သားလေးလာလာလေးဘာဖြစ်ခဲ့တယ်လို့ကျွတ်လို့မှတ်မိသလား။ ကျွန်တော်မမှတ်မိလို့အဲ့ဒါတကယ်မဖြစ်ခဲ့ဘူးလို့ပြောလို့ရသလားမရနော်အဲ့တော့ပြောရင်တော့ပါတော့ငါဟာအရှင်ဘဝပေါင်းများစွာဖြစ်ခဲ့ပြီကျွန်တော်မြတ်စွာဘုရားဘုရားဖြစ်တဲ့မြတ်ဝိဇ္ဇာနဲ့သုံးပါးကိုရတယ်ဒီလိုတွေယုံကြည်ကြနော်ပောဝေနိဝါဒနုဒ္ဓိညာဒိဗ္ဗစက္ခုညာအတောခယညာဥတ္တိတာဟုတ်လားပောဝေနိဝါဒနုဒ္ဓိညာဆိုတော့ပြောတာလေ ဖြစ်ခဲ့ပြီလားဖြစ်ခဲ့ဘူးတဲ့ဘဝအစဉ်ကိုပြန်ပြီးတော့အောက်မြင့်အမှတ်ရနိုင်တယ်ဉာဏ်။ငါယင်ဘဝတော့ဘာဖြစ်တယ်အဲ့ဒီဘဝဘာဖြစ်တယ်အဲ့ဒီအရင်ဘဝဘာဖြစ်တယ်အကုန်လုံးမြတ်စွာဘုရားအပိပင်အတားအဆီးမရှိမြင်တာပြည့်တယ်ဒါပါခေါ်တော့။ဩဝိနိဝါဒတုတ်လေးပြည့်တယ်။အဲ့ဒီဘင်းရင်ကိုအဲ့ဒီအစွမ်းသက်ကြီးကိုအဲ့ဒီသိနိုင်ပြည့်နိုင်တဲ့ဉာဏ်ကိုရအောင်လုပ်မယ်ဆိုရင်ရဖို့အတွက်ဘုက္ခုလုံးမှာနိလန်းရှိတယ်။ကိုလုံးနိုင်မယ်ဆိုလို့ရှိရင်တော့ ကိုစိတ်တရားမယုံကြည်ဘူးဆိုရင်အဲ့ဒီလောက်လေးတဲ့တဲ့ကိစ္စကိုခပ်ပေါ်ပေါ်သဘောမထားနိုင်ဘူးလို့ဘုရားပြောတာဟုတ်လားပြီးခဲ့တဲ့ဘဝဖြစ်ခဲ့တယ်ငါပြီးခဲ့တဲ့ဘဝတွေကဘဝပေါင်းများစွာဖြစ်ခဲ့တယ်ဘောက်တိဖြစ်ခဲ့တော့ဆိုရင်မြတ်စွာဘုရားသတ္တန်ရဲ့ဟာမတိနိုင်လောက်အောင်ရှည်လျားပြီးရှည်လျားခဲ့လားအဲ့လိုခေါ်တယ်နော်ဘုရားတဆူကတတ္တဝါတစ်ခုတစ်ယောက်ရဲ့အရင်ဘဝတွေကိုပြန်ပြီးတော့စဉ်းစားမယ်ဆင်ခြင်ကြည့်မယ်ဆိုရင်ဆွေးရပါကြော ီတော်ဟာဒီဘဝမနိုင်ခင်တော့ဘယ်ဘဝမှာဖြစ်တယ်အဲ့ဒီဘဝရဲ့ရှင်ကဘယ်ဘဝမှာဖြစ်တယ်ထိုင်းပြီးတော့ကြည့်နေမယ်ဆိုရင်အဲ့ဒီဘုရားပြိဋိဘန္နာဆံသွားမယ်အဲ့ဒီတတ္တဝါရဲ့အစဘဝကိုတွေ့နိုင်မြင်နိုင်ဥပမာမဟုတ်ဘူးလို့ဆိုလိုတာကဘာလဲအလုံးရှိလျားဆိုတာဘဝပေါင်းများဆိုတာဘုကုန်းတို့ကဖြစ်ခဲ့ကြတယ်ဘုရားစဖြစ်တာလို့ဘုသူလုံးတာတော့အများစုကတော့ဘုရားလုံးတာလို့ပဲပြောကြတာဒါတော့အရင်ဘဝဆိုတာသူတို့သိပြီးတော့ပြောတာမရှိပါဘူးဟုတ်လား အဲ့ဒီအစနဲ့ပတ်သက်ပြီးတော့ဘလို့စဖြစ်တာတော့ဘယ်တော့မှစတာတော့ဘာလို့ဖြစ်တာတော့ဘယ်လိုလုပ်တာတော့ဒီမေးခွန်းတွေနဲ့ပတ်သက်ပြီးတော့ကိုယ်စိတ်ထဲမှာနော်ဆုံးဖြတ်ချက်ပိုင်ပိုင်နဲ့ချနိုင်ဖို့ဆိုရင်ဘုမကဘလို့လေးကြံပေးနေလို့ဆိုတော့ဒီအာဃာတစัจ java လာအနန္တဖြစ်ပေါ်နေတာကိုလည်းလည်းတော့စိတ်ကူးကြည့်လိုက်နော်ခေပေါ်ပညာရှင်တွေရဲ့အတုရှိမှုတွေအရဒီအနန္တစัจ java လာဖြစ်ပေါ်နေဖို့ ဟုတ်လားဘလို့ဆန်းကြည့်တော့ကိုယ်သူဖြစ်နေတာပဲဟုတ်လားကိုယ်သူဖြစ်နေတာเนาะဒီတဘာဝတရားကြီးเนาะအဲ့တော့ဘုမာပြောနေတာတော့အရှင်ကဘဝပေါင်းများစွာဖြစ်ခဲ့တယ်အဲ့ဒါကိုယုံကြည်လို့ရှိရင်ဘဝအသေးပြီးရင်မပြီးဘူးနောက်ထပ်ဆက်ဖြစ်လိမ့်မယ်ဆိုတော့ဘုန်းတော်ယုံကြည်ပြီးသားဖြစ်သွားတယ်เนาะပြီးခဲ့တဲ့ဘဝကိုဘုန်းတော်လက်ခံနေဆိုရင်လာမယ့်ဘဝကိုလက်ခံပြီးသားဖြစ်သွားတယ်เนาะ ်တယ်ဒါမဲ့ဘဝမဆုံးသေးဘူးဆက်ဆက်ဖြစ်ဦးမှာဆိုလို့သာဘာသာရေးကိုအလေးနဲ့ထပ်ပြီးတော့ဘုံဘုံတို့လုပ်နေကြတာကုသိုလ်ရေးတွေကိုအလေးနဲ့ထပ်ပြီးတော့လုပ်နေကြတာဘဝအသေးပြီးပြီးကြမယ်ဆိုရင်ဟောလာမဲ့နှစ်20 30 40အတွက်ဘုံဘုံတို့ဘာမှတိတ်ကုနောက်၆ခံခံပြီးတော့လုပ်เสียအောင်ရှိအဲ့ဘုံပြောရင်လားဘာလို့အနည်းပြောရတာလေးတွေကိုနှိမ့်ချုပ်နေတာဟုတ်လားဘဝဟာတဘဝပြီးတော့ဘဝဆက်ဆက်ဖြစ်နေတယ်ဘာလို့ဆက်ဖြစ်တာတော့ဘယ်ဆွမ်းရင်နဲ့ဘဝဆက်ဖြစ်နေတာတော့ တကယ်လို့များဘာသာရားတွေကမင်းရဲ့မဆွေဘုန်းတို့ဘလို့ဖြစ်နေတော့သူတို့ကတော့ရှင်းတယ်ဘုရားဖန်ဆင်းလို့ဖြစ်တာအကြာအလုံးကဘုရားအလိုတော်ကြဒါသူတို့ကိစ္စဘာမှဝေဖန်ကြအကြောင်းမရှိဟုတ်လားအဲ့တော့ဘုန်းဘုန်းတို့ကအရင်ဘဝကိုလည်းလက်ခံတယ်နောက်လည်းဘဝတွေကဆက်ဖြစ်အောင်မယ်ဆိုတာကိုလက်ခံထားတယ်အဲ့လိုဆိုလို့ရှိရင်ဘဝတွေကဘာလို့မပြီးနိုင်မဆုံးနိုင်ဆက်ဆက်ဖြစ်နေရတာလို့အဲ့လိုမြင်မေးရမယ်ဆိုရင်ဒေသနာနဲ့အညီမြတ်စွာဘုရားရဲ့အလိုကြဖြစ်အောင်ဖြေနိုင်မလား ြင်ညာသိနေတယ်လို့ဆိုနိုင်တယ်เนาะခုပြောနေတာဟုတ်လားဘာလို့ဘဝတွေကဆက်ဖြစ်နေတာတော့လို့ဒီလောဘကြောင့်ဆက်ဖြစ်တာအဲ့ဒီဒေသနာလေးအော်ဒီပိဋကရဲ့စုပ်ပြားမှာရှိပြီးသားဖြစ်မလို့ဟုတ်တယ်ဓမ္မစကြာပြောရင်ယူပြီးသားဖြစ်သွားတာပဲတဏ္ဍာကောနောဘဝိကတဏ္ဍာလောဘတွေဘဝတွေကိုတမှန်ဖြစ်စေတဲ့အစွမ်းရှိလောဘကြောင့်ဖြစ်နေတာเนาะလောဘဆိုတာဘာလဲလောဘဆိုတာ ဘဝရဲ့ပုံမှာမှတ်မောတဲ့သဘောတွေ့တာတဲ့သဘောမွှွတ်နိုင်မနှွတ်နိုင်တဲ့သဘောတွေးဖက်ထားတဲ့သဘောဘဝကိုပဲဒီမျိုးစုံနဲ့တွေ့တာမှတ်မောနေတဲ့သဘောအဲ့ဒီလောဘကြောင့်ဘဝတွေကဆက်ဆက်ဖြစ်နေတာဒါကိုရိုးရိုးလေးဘုံတို့ကောက်ချက်ဆွဲရတယ်ဘဝဘာကြောင့်ဖြစ်တယ်လဲဆိုရင်ဖြစ်ခြင်းလို့ဖြစ်တယ်ဘဝဘာကြောင့်ရတယ်လဲဆိုရင်ရခြင်းလို့ကိုရဒါနဲ့ဘာဖြစ်လို့ဖြစ်ခြင်းနေရတာလို့ရခြင်းနေရတာတော့ဒီလောဘဘာကြောင့်ဖြစ်ရတာတော့ရည်ဘူးရသဘောပြောရင်လောဘဟာအဝိဇ္ဇာကြောင့်ဖြစ်တယ် ဝိညာဉ်ဆိုတာဘာပြောတာလဲဘဝရဲ့ရှင်းရတဲ့သဘာဝကိုမသိတာကိုဝိညာဉ်လို့ပြောတာဟုတ်လားတစ်လုံးနဲ့ပြောရင်ဝိညာဉ်ရဲ့အဓိပ္ပာယ်အဲ့ဒါပဲဒါစာလုံးခက်ခက်ညာညာပြောရင်ဒုက္ခအညာဏဒုက္ခသမှုတွေအညာဏဒုက္ခနိရောဓတွေအညာဏအစရှိတဲ့ပြန်ဆိုတာဘုရားအဝိညာဉ်ရဲ့အဓိပ္ပာယ်ကိုဖွင့်ပြတာရှိကိုကိုကိုရှင်းရလို့ရှင်းရနေမှမသိရှင်းရဖြစ်နေလို့ဖြစ်နေမှမသိဒီရှင်းရဘာကြောင့်ဖြစ်တာလဲဆိုတဲ့အကြောင်းတရားကိုလည်းမသိဘူး ဒီစင်းရဲ့ချုပ်ရကိုလည်းမသိဘူးဒီစင်းရဲ့ချုပ်အောင်ဘယ်လိုလုပ်အောင်လဲဆိုတဲ့နီးလောက်ကိုလည်းမသိဘူးသစ္စာလေးပါးကိုမသိတာဘယ်လိုခေါ်လို့အဝိဇ္ဇာအဲဒီအဝိဇ္ဇာကြောင့်လောဘဖြစ်တယ်ရှင်းရှင်းပြောရရင်မကောင်းတာကိုမကောင်းမှမသိဘဲနဲ့ကောင်းတယ်လို့ထင်နေတဲ့အမှားကြောင့်နောက်ထပ်လူကျင်မှုဆိုတဲ့အမှားတစ်ခုထပ်ဖြစ်ဟုတ်လားလောဘအမှားကြောင့်ဖြစ်လာတဲ့နောက်ဆက်တွဲအမှားတစ်ခုလို့ခြုံနိုင်ဘူးလားအဲ့ဒီလောဘအမှားကြောင့်ယုံ nant ဒုက္ခတွေဟာအဲ့ဒါဆက်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 ဖြစ်နေတာအဲ့လိုနားလည်ရမယ်နော် ဟုတ်ပြီအဲ့လိုရှင်ဘဝတွေကလောဘကြောင့်ဖြစ်တယ်